မရိကန်အောက်လွတ်တော်ရဲ့မြမအရေးကြားနာပွဲမှာတရုတ်သူတွေအားလုံးကလက်ရှိအာဆီယံရဲ့ဥဆောင်မှုအောက်မှာချင်းကပ်နေတဲ့မဟာဗျူဟာဟာထွက်ပေါက်ပိတ်နေပြီးထိရောက်မှုမရှိဘူးလို့သုံးသပ်ကမြမအရေးကိုကင်တွယ်ဖြည့်ရှင်းမှုအတွက်ပုံမတက်ကြွပြီးတိုက်ရိုက်ကြတဲ့မဟာဗျူဟာအစ်စ်တရရနဲ့ချင်းကပ်ဖို့သဘောတူညီခဲ့ကြပါတယ်။ကျန်းမာပွဲတရုတ်သူတွေရဲ့အကြီးအကဲထောက်ပြချက်မှာအာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ဟာ မြန်မာအကြက်အတဲကိုဖြည့်ရှင်းနိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။အမေရိကန်ရဲ့မြန်မာအရေးအပေါ်ချင်းကပ်ဖို့မဟာဗျူဟာအစ်စ်မှာပေါင်ဝင်တဲ့အချက်၄ချက်ကတော့စစ်ကောင်စီရန်နီယာလေပတ်မှုမှာ အရေးပါတဲ့အထောက်အပံ့တွေကိုဖျက်တောက်ရေးမဟာဗျူဟာဖော်ဆောင်မှုအတွက်ကောင်းဆောင်တရားခန့်အပ်ရေးမြန်မာဒီမိုကရေစီအင်အားစုတွေအားကောင်းလာအားထပ်ပံ့ရေး အမေရိကန်နိုင်ငံလုံခြုံရေးကိုချိန်ချောက်လာတဲ့အချက်တွေကိုရင်းဆိုင်ဖြေရှင်းရေးစားတဲ့အချက်တွေဖြစ်ပါတယ်။အရင်ကအမေရိကန်ရဲ့မူဝါဒဟာတရုတ်ရဲ့လွှမ်းမိုးမှုကိုရှောင်ရှားနိုင်ဖို့ဆိုပြီးမြမအရေးကနေကင်းကင်းရှင်းရှင်းနေခဲ့ပေမဲ့လက်ရှိမှာတော့မြမအရေးနဲ့ပတ်သက်ပြီးပါဝင်လာတာကိုတွေ့လာရပါတယ်။ဒါအပြင်သူတို့ဆွေးနွေးပွဲမှာဗမာအပ်ဥပဒေပါပြဋ္ဌာန်းချက်တွေကိုအသုံးချပြီးမြမအရေးကိုအကူအညီပေးဖို့လည်းဆွေးနွေးခဲ့ကြပါတယ်။ အခုဂျာနာဘွဲဟာစစ်အာဏာသိမ်းပြီးနှစ်ကျော်ကာလအတွင်းမြမအရေးနဲ့ပတ်သက်ပြီးအမေရိကန်လွှတ်တော်မှပြုလုပ်ခဲ့တဲ့ဂျာနာဘွဲတွေထဲကအကြီးဆုံးဖြစ်ပြီးလက်ရှိမြမတော်လည်ရေးအပေါ်တစုံတရာအပြောင်းအလဲဖြစ်ဖို့အားလုံးကမျှော်လင့်နေကြပါတယ်။